အားလုံးမင်္ဂလာပါဇေဝကဟက် knowledge sharing channel ကနေကြိုဆိုပါရစေဒီနေ့တချင်တဲ့အတူ grade 11 biology chapter 2.1.4 proteins အကြောင်းကိုလေ့လာကြရအောင် protein စေက amino acid တွေကို peptide bond နဲ့ဆက်ထားတဲ့ macromolecules စေဖြစ်တယ်တနည်းအားဖြင့် amino acid တွေက monomer တွေဖြစ်ပြီးတော့မှ protein စေက ပိုလီမာတွေဖြစ်နေ။တော့အမိုင်နိုအက်ဆစ်တွေကပရိုတီးန်တွေရဲ့အသေးဆုံးအစိပ်ပိုင်းပရိုတီးန်တွေကိုတည်ဆောက်ထားတဲ့ building blocks ဖြစ်တယ်။အမိုင်နိုအက်ဆစ်ဆိုရကြမှာကာဗွန်၊ဟိုက်ဒရိုဂျင်၊နိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်တွေပါဝင်တာဖြစ်တယ်။အမိုင်နိုအက်ဆစ်ရဲ့ဆိုရကြမှာအမိုင်နို group, carboxyl group, hydrogen atom နဲ့ side chain ဆိုပြီးတော့မှ၄ခုဆက်ထားတာကိုတွေ့ရမှာဖြစ်တယ်။အမိုင်နိုအက်ဆစ်တစ်ခုနဲ့တစ်ခုက side chain အာမှာကွာခြားသွားကြတာဖြစ်တယ်။ ဒီပုံမှာတော့ amino acid တွေကို peptide bond နဲ့ဆက်ပြီးဖြစ်လာတဲ့ polypeptide structure ကိုပြထားဖြစ်ပါတယ် ပက်တိုက်ဘွန်ကအမိုင်နိုအက်ဆစ်တစ်ခုရဲ့ကာဘောက်ဆယ်အန်းနဲ့နောက်ထပ်အမိုင်နိုအက်ဆစ်တစ်ခုရဲ့အမိုင်နိုအန်းနှစ်ခုကြားမှာ condensation ဖြစ်ပြီးတော့မှပက်တိုက်ဘွန် formation ဖြစ်လာတာဖြစ်တယ်။အမိုင်နိုအက်ဆစ်တစ်ခုနဲ့တစ်ခုပက်တိုက်ဘွန်အနေနဲ့ဆက်ပြီးတော့မှဖြစ်လာတဲ့ polypeptide ကြီးမှဆိုလို့ရှိရင်အမိုင်နို group ပါတဲ့ N-terminus နဲ့ကာဘောက်ဆယ် group ပါတဲ့ C-terminus ဆိုပြီးတော့မှနှစ်ခုပြောနိုင်တာဖြစ်တယ်။ The peptide bond is covalent bond found between the amine group from one amino acid and carboxyl group of the another. အဒီဆိုင်ချင်းနေမှာမတူညီတဲ့ amino acid တွေကို peptide bond နဲ့ဆက်ထားတာကိုပြထားဖြစ်တယ်။ Protein synthesis မှာပါတဲ့ amino acid ကတော့အမျိုး20ရှိတာဖြစ်တယ်။ကျတို့နေချာမှာဆိုလို့ရှိရင်တော့ amino acid အမျိုးပေါင်းက300ကျော်ရှိတယ်။ protein မှာပါတဲ့ amino acid လို့ပြောရခြင်းက genetically ကုတ်လုပ်ထားတဲ့ amino acid အမျိုးပေါင်းကတော့20ပဲရှိရလို့ပြောတာဖြစ်တယ်။အော်ဒီ amino acid တွေမှာအပြာရောင်အဖျော်လေးနဲ့ပြထားတဲ့ side chain တွေတစ်ခုနဲ့တစ်ခုမတူညီကြဘူး။ဒီ amino acid ဆိုရင် side chain မှာ H တလုံးပဲရှိတယ်။ glycine ဆိုတဲ့ amino acid ဖြစ်။ဒီ amino acid တွေရဲ့ side chain အ group ကတော့ branch ပွဲသားတာကိုတွေ့ရမှာဖြစ်တယ်ဒီလိုပွဲသားတဲ့ amino acid တွေကို branch change amino acid တွေလို့ခေါ်တယ်အားစားသမားတွေသုံးတဲ့ BCEE ဆိုတာ branch change amino acid ဖြစ်တဲ့ valine leucine isoleucine ကို အသုံးပြုတာဖြစ်တယ်ဒီ amino acid တွေမှာတော့သူတို့ရဲ့ side chain တွေမှာ positively charged r group တွေရှိရယ် aspartate နဲ့ glutamate ရဲ့ side chain တွေမှာတော့ negatively charged r group တွေရှိရင်ဒီ amino acid တွေမှာတော့သူတို့ရဲ့ side chain က polar လာဖြစ်ပေမဲ့ and charge ဖြစ်တဲ့ our group တွေရှိတာဖြစ်တယ်။ Therine threonine amino acid မှာဆိုရင် site chain မှာ OH group လေးတွေရှိတယ်။ Phenylalanine, tyrosine, tryptophan တွေမှာတော့သူတို့ရဲ့ site chain က နမ်းပိုလာရင်းနေပါတဲ့အတွက်ကြောင့် aromatic group တွေရှိတာဖြစ်တယ်။အော်ဒီ site chain group တွေက protein chain တွေမှာ blue chemical bonds ဖြစ်လာမလဲဆိုတာကိုစုံဖြတ်ပေးတာဖြစ်တယ်။ protein ရဲ့ synthesis ကတော့ living cells ရဲ့ ribosome တွေပေါ်မှာဖြစ်တာဖြစ်တယ်။ living cells ရဲ့ ribosome မှာ gene expression လို့ခေါ်တဲ့ transcription translation process နဲ့ protein နဲ့ peptide တွေကို synthesize လုပ်နိုင်တာဖြစ်တယ်။ ribosome ကတော့ဆဲတဲ့မှာ free ribosome နဲ့ attached ribosome ဆိုတော့နှစ်မျိုးရှိတယ်။ attached ribosome ကတော့ endoplasmic reticulum မှာ attach လုပ်နေတဲ့အတွက်ကြောင့် rough endoplasmic reticulum ပေါ်မှာရှိနေတာဖြစ်တယ်။ free ribosome နေကတော့ဆဲတဲ့မှာသုံးမဲ့ protein တွေကို synthesis လုပ်ပေးပြီးတော့ attached ribosome နေမှာတော့ membrane မှာရှိရမဲ့ protein တွေဆဲပြင်ဘက်ကိုပို့မဲ့ export protein တွေကို synthesis လုပ်ပေးတာဖြစ်တယ်။ protein structure မှာ four basic structure ရှိတယ်။ primary structure ကတော့ amino acid တွေရဲ့ linear sequence ဖြစ်ပြီးတော့အဲ့ amino acid တွေကို peptide bond အနေနဲ့ဆက်ပေးထားတာဖြစ်တယ် primary structure မှာ amino acid တွေကို peptide bond နဲ့ဆက်ထားတဲ့ sequence ဖြစ်တယ် amino acid တွေက protein တွေမှာအရေအတွက်အားဖြင့်မျိုးစုံဖြစ်နိုင်တယ် amino acid ၃လုံးကနေစပြီးတော့မှာ amino acid အလုံး900,000သိရှိနိုင်တာဖြစ်တယ်။ amino acid တွေအများကြီးရှိတဲ့ protein တွေ peptide တွေကိုဆဲရဲမှာသိရှိနေဖို့ဆိုရင်ဒီ protein chain ကြီးက4ဖြစ်ရမှာဖြစ်တယ်။အော်ဒီ primary structure နဲ့ secondary structure ဖြစ်တဲ့ alpha helix, beta peptide ရှိတယ်ဖြစ်တယ်။ amino acid တွေကြားမှာရှိတဲ့ peptide bond ရဲ့ hydrogen နဲ့ oxygen ကြားမှာ hydrogen bond စီနဲ့ဒီ secondary structure ကိုဖြစ်စေတာဖြစ်တယ်။ တာဆရီစထရက်ချာကတော့ three dimensional structure folding ဖြစ်သွားတာဖြစ်တယ် peptide chain တစ်ခုထည့်ပိုတဲ့ combination လောက်ထားတာကို quaternary structure လို့ခေါ်တာဖြစ်တယ် secondary structure form folded structure within a polypeptide polypeptide ကြောင့်မှ folding ကိုေးသွားတယ်အဲ့လိုမျိုး folding ဖြစ်ရခြင်းသည် amino acid တွေရဲ့ backbone atoms တနည်းအားဖြင့် peptide bond တွေမှာရှိ hydrogen နဲ့ oxygen ဓာတ်ရဲမှာ hydrogen bond တွေ formation ဖြစ်တဲ့အတွက်ကြောင့် second structure ဖြစ်လာဖြစ်တယ်။ most common types ကတော့ alpha helix နဲ့ beta plate ရှိဖြစ်ပါတယ်တဲ့။ collagen ဆက် structure ကိုတစ်ချက်ကြည့်အောင်။ collagen ရဲ့ structure သည် peptide chain သုံးခုကို triple helix ကျဆံမီးကျတလို့မျိုးသူဒီ combine လုပ်ထားတာဖြစ်တယ်။ဒီ protein chain တစ်ခုထဲမှာရှိနေတဲ့ amino acid တွေက alpha helix ပုံမျိုးကွေးနေတာဖြစ်တယ် alpha helix ပုံမျိုးကွေးနေတဲ့ဒီ chain တစ်ချောင်းစီက secondary structure ဖြစ်ပြီးတော့တစ်ခုထည့်ပိုတဲ့ combination ဖြစ်နေတာကတော့ quaternary structure ဖြစ်တယ် tertiary structure သူက3 dimensional structure ဖြစ်ဖို့အတွက်ဒီ protein chain တွေကြားထဲမှာ chemical bond စီနဲ့ဆက်ထားရင် chemical bond စီမှာ side chain r group ရဲ့ oxygen နဲ့ hydrogen ကြားထဲမှာဆိုရင် hydrogen bond ဖြစ်တယ် side chain မှာ hydrophobic side chain အချင်းချင်းကြားမှာဆိုရင် hydrophobic interaction စီဖြစ်တယ် sulfur containing amino acid ဖြစ်တဲ့ cysteine amino acid တွေကြားမှာဆိုရင် disulfide bond ဖြစ်တယ် positive charge ရှိတဲ့ side chain နဲ့ negative charge ရှိတဲ့ side chain ကြားမှာဆိုရင် ionic bond formation ဖြစ်တယ် protein folding အတွက် chemical bonds ကအမျိုးသားအနေနဲ့၄ခုရှိပေမဲ့ protein တစ်ခု folding ဖြစ်ဖို့အတွက် chemical bonds တွေကတော့အများကြီးရှိနိုင်တယ်။အော်ဒီ bond တွေ formation ဖြစ်တဲ့အတွက်ကြောင့် ဒီ protein chain ကြီးက folding ဖြစ်သွားတာဖြစ်တယ်။ Three dimensional structure of a polypeptide is called tertiary structure. It is primarily due to interaction between R groups of the amino acid that make up the protein. protein ကိုလောက်ထားတဲ့ amino acid တွေရဲ့ R group အချင်းချင်းကြားမှာရှိတဲ့ chemical bonds တွေကြောင့် tertiary structure ဖြစ်လာဖြစ်တယ် quaternary structure တော့ peptide chain တစ်ခုထည့်ပေါ်တဲ့ combination နှစ်ခုပေါင်းနေဆိုရင် dimer လို့ခေါ်မယ်သုံးခုပေါင်းမယ်ဆိုရင် trimer နှစ်ခုပေါင်းနေဆိုရင် tetramer ငါးခုဆိုရင် pentamer ဆိုပြီးတော့မှတစ်ခုထည့်ပေါ်တဲ့ combination တွေကို quaternary structure လို့ခေါ်တာဖြစ်တယ်တူတဲ့ဟာချင်းပေါင်းနိုင်တယ်လို့မတူတဲ့ polypeptide chain ကြားမှာလည်းပေါင်းနိုင်တာဖြစ်တယ် some globular proteins consists of two or more polypeptide chain example နေနဲ့ hemoglobin ကိုပြထားဖြစ်တယ် quaternary stretcher မှာလည်း tertiary stretcher လိုပဲ chemical bonds လေးမျိုးနဲ့ protein chain စီကိုတစ်ခုနဲ့တစ်ခုကပ်နေအောင် maintain လုပ်ပေးထားတာဖြစ်တယ် hemoglobin stretcher မှာတော့ alpha chain နှစ်ခု beta chain နှစ်ခုဆက်ထားဖြစ်တယ် alpha 2 beta 2 တထရာမာဖြစ်ပြီးတော့မှ quaternary အမျိုးအစားတွေမှာပါဝင်တာဖြစ်တယ် primary structure မှာတော့ peptide bond စီနဲ့ amino acid တွေကို link လုပ်ထားတယ်။ secondary structure မှာတော့ peptide bond နဲ့ hydrogen နဲ့ oxygen ကြားထဲမှာ hydrogen bond နေနဲ့ link လုပ်ထားပြီးတော့ alpha helix beta plate sheet structure အေးဖြစ်တယ်။ tertiary ကတော့ three dimensional structure chemical bonds လေးခုအနေနဲ့ support လုပ်ထားတယ်။ quaternary structure ကတော့ two or more polypeptide chain combination ကြောင့်ဖြစ်လာတာဖြစ်တယ်။ဒီ denaturation အကြောင်းကို separate လေ့လာကြရအောင်။ protein structure ကို maintain လုပ်ထားတဲ့ hydrogen bond နဲ့ခုန chemical bonds လေးခုတွေကပြတ်သွားတဲ့အခါမှာ protein structure ပုံပြတ်သွားတဲ့ဟာကို denature protein လို့ခေါ်တာဖြစ်တယ်။ denature protein မှာတော့ primary structure မှာပါတဲ့ peptide bond တွေဆက်ပြီးရရှိနေတာဖြစ်တယ်။ အော်ဒီလို denaturation ဖြစ်စေတဲ့ causes တွေကတော့ extreme pH အရန် acidic ဖြစ်မယ်အရန်ဟို alkaline ဖြစ်မယ် high temperature solubility changes တွေကြောင့်ဖြစ်နိုင်တယ် chemical agency ယူရီးယားတွေကြောင့်လည်း denaturation ဖြစ်နိုင်တာဖြစ်တယ်ဒီပုံမှာတော့ကျုပ်ကိုအပူပေးတဲ့အခါမှာကျုပ်ကတဖြည်းဖြည်းချင်းခဲသွားတာကိုပြန်ထားဖြစ်တယ်ကျုပ်ထဲမှာရှိတဲ့ protein တွေက denature ဖြစ်ပြီးတော့မှာ liquid form မှာနေ solid form insoluble form ကိုပြောင်းသွားတာဖြစ်တယ်။ point beyond the optimal temperature optimal temperature ဆိုတာ protein တစ်ခု functioning အကောင်းဆုံးဖြစ်နိုင်တဲ့ temperature ကို optimal temperature လို့ခေါ်တာဖြစ်တယ်ကျွန်တော် body ထဲမှာတော့ protein တွေအတွက် optimal temperature က normal body temperature ဖြစ်တယ်37 degree centigrade ဖြစ်တယ်အော်ဒီ optimal temperature ထဲကြော်သွားမယ်ဆိုရင် protein တွေကြားမှာရှိတဲ့ cross link တနည်းအားဖြင့် chemical bond စီ breakdown ဖြစ်သွားပါတယ်အဲ့ခါမှာ protein က lost their shape shape တင် loss ဖြစ်သွားတာမဟုတ်ဘဲနဲ့ ူရဲ့ chemical properties တွေ loss ဖြစ်သွားပြီးတော့ soluble တွေကနေ insoluble ဖြစ်ကိုပြောင်းသွားတယ်ပြန်ပြီးတော့အရေးခံမယ်ဆိုလို့ရှိရင်လေမူလအခြေအနေ liquid state ကိုပြန်မရောက်တော့ပါဘူးတဲ့အဲ့ဒါကို denature ဖြစ်တယ်လို့ခေါ်ပါတယ်တဲ့ because the shape of the molecule has been altered shape ကပြောင်းသွားတဲ့အတွေ့အကြုံ original properties တွေနဲ့ loss ဖြစ်သွားပါတယ်တဲ့ example အနေနဲ့ aquite က protein ဖြစ်တဲ့အပူပေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ molecule က shape လေးပြောင်းသွားပြီးတော့ clear running liquid အရေးကြီးဖြစ်နေတာနေ ပြီးတော့မှ white solid form ကိုပြောင်းသွားတယ်မူလ form ကိုပြန်ပြီးတော့မှ cannot be change မပြောင်းလဲနိုင်တော့ပါဘူးနဲ့ white protein albumin က heat ကြောင့် denature ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ denaturation process ကမူလအခြေအနေကို ပြန်ပြီးတော့အပြောင်းနိုင်တော့ဆိုရင်ဒီ denaturation process ဒီ irreversible ဖြစ်ပါတယ်။တချို့ denaturation တွေကတော့ မူလပုံသဏ္ဍာန်ကိုပြန်ပြီးတော့ပြောင်းနိုင်ပါတယ်အဲဒါကို renaturation လို့ခေါ်ပါတယ်ဥပမာဆိုလို့ရှိရင်ကြောက်ကက်ပျက်စီးနေတဲ့လူနာမှာသူ့ရဲ့သူ့ရဲ့မှာယူရီးယားဆိုတဲ့ chemical စီးများလာပါတယ်အဲယူရီးယားဆိုတဲ့ chemical စီကသွေးထဲမှာရှိတဲ့ protein စီကိုဒီနေချာဖြစ်စေနိုင်ပါတယ်။အဲ့ခါမှာလူနာရဲ့ယောဂါကပိုပရော့ဆိုးလာမှာဖြစ်ပါတယ်။အော်ယူရီးယားတွေကိုသွေးထဲကနေ dialysis လုပ်ပြီးတော့မှပြန်ဖယ်လိုက်မယ်ဆိုလို့ရှိရင်တော့သွေးထဲမှာရှိတဲ့ protein စီက normal structure ပြန်ရပြောမှာ normal function ကိုပြန်လုပ်နိုင်မှာဖြစ်ပါတယ် protein cell function တွေကို separate လေ့လာကြရအောင် protein cell က important molecules occur in the protoplasm of the living cell living cell စီအတွင်းထဲမှာရှိရင် အဲ့လားအပြင်ပရိုတီးနေကဆဲရဲ့အပြင်ဘက်ဥမာဆိုလို့ရှိရင်သွေးထဲမှာလည်းရှိနေကြတာဖြစ်တယ်ဒီတေဘယ်မှာတော့ပရိုတီးအမျိုးအစားရဲ့သူ့ရဲ့အလုံးလုံးပုံနဲ့ example တွေကိုပြထားမှာဖြစ်ပါတယ် enzyme function လုပ်တဲ့ပရိုတီးနေအကြောင်းကိုတက်ပြောလေ့လာကြရအောင် enzyme တွေက chemical reaction တွေကိုညံစီတာဖြစ်တယ် digestive enzyme တွေကတော့အစားအစာတွေမှာပါတယ် ကာဘိုက်ဒရိတ်စီပရိုတင်းစီဖက်တီကိုဟိုက်ဒရိုလစ်စစ်လုပ်ပြီးတော့မှသေးငယ်တဲ့အစိတ်ပိုင်းတွေဖြစ်ကို break down လုပ်ပြီးတာဖြစ်တယ် digestive enzyme တွေအပြင်စမ်းဆဲမှာရှိတဲ့ chemical reaction စီမှာပါတဲ့ enzyme စီကလည်း protein တွေဖြစ်တယ် transport protein တွေမှာတော့ cell ရဲ့ membrane မှာရှိတဲ့ transport protein တွေရှိသလိုသွေးထဲမှာ transport လုပ်ပေးတဲ့ protein တွေလည်းရှိကြတယ်။ cell membrane မှာ carrier protein စီ pan protein စီ channel protein စီက cell membrane ကိုဖြတ်ပြီးတော့မှ molecule စီကိုတည်ဆောင်ပေးတာဖြစ်တယ်။ RBC ထဲမှာရှိတဲ့ hemoglobin ကတော့ oxygen ကိုဘိုင်းလုပ်ပြီးတော့မှတွေးထဲမှာတည်ဆောင်ပေးတာဖြစ်တယ်။ အမိုင်နိုအက်ဆစ်တွေကိုလိုအပ်ရင်သုံးလို့ရအောင်ပရိုတင်းအမီနဲ့စတိုးလုပ်ထားနိုင်တယ်။ကျောင်းတွေမှာရှိတဲ့ developing embryo အတွက်ကိုအမိုင်နိုအက်ဆစ် source အတွက်ကိုကျောင်းရဲ့အကောင်မှာ off albumin နဲ့တင်ထားနိုင်တာဖြစ်တယ်။ကျောင်းတလုံးမှာပါတဲ့ protein content ကိုပြထားဖြစ်တဲ့6.3 gram ရှိတယ်။အကျောင်းတွေမှာ protein synthesis မှာပါတဲ့20 amino acid အကုန်လုံးလိုအပ်တဲ့ proportion အတိုင်းပါဝင်တာဖြစ်တယ်။ကျောင်းစားခြင်းအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်တွေအကုန်လုံးကိုရနိုင်မှာဖြစ်တယ်။အပင်နေကတော့သူတို့ရဲ့စိတ်စေတွေမှာပရိုတင်းတွေကိုစတိုးလုပ်ထားတာဖြစ်တယ်။ပဲမျိုးမျိုးကိုစားမယ်ဆိုရင်လည်းခန္ဓာကိုယ်အတွက်ပရိုတင်းဓာတ်ကိုရနိုင်မှာဖြစ်တယ်။ယောဂတွေကိုကာဝယ်ပေးတဲ့ function စီကိုလုပ်တဲ့ပရိုတင်းစီလည်းရှိတယ်။ဥမာအနေနဲ့ antibody စီဖြစ်တယ်။အော် antibodies အမျိုးအစားတော့၅မျိုးရှိတယ်။ immunoglobulin G, immunoglobulin A, immunoglobulin M, immunoglobulin E နဲ့ D ဖြစ်ကြတယ်။ဒီ immunoglobulin ေက body ထဲကိုဝင်လာတဲ့ bacteria စီထုတ်တဲ့ toxin တွေကို neutralize လုပ်တယ်။ body ထဲဝင်လာတဲ့ bacteria တွေကိုတတ်ဖို့အတွက် phagocytosis လုပ်တာမှမလိုအပ်တဲ့ဆဲတွေကိုဖြည့်ဆည်းဖြစ်တဲ့အခါမှာလည်း antibody စီကကူညီပေးတာဖြစ်တယ်။ receptor protein အော် receptor proteins မှာ chemical agent စီသွားပေါင်းပြီးတဲ့အခါမှာ sense signaling cell တစ်ခုနဲ့တစ်ခု information တွေကို carry လုပ်ပေးတာဖြစ်တယ်။ far in the response of cells to chemical stimuli chemical stimuli ကို sense ကနေ response လုပ်တာမှာပါဝင်နေ example အနေနဲ့ nerve cells အချင်းချင်းကြားမှာ information ကို carry လုပ်တဲ့အခါမှာပထမ nerve cells ကနေပြီးတော့မှ neurotransmitter တွေကို ထုတ်ပေးတာဖြစ်တယ်အဲ့ neurotransmitter တွေကသူနဲ့ချိတ်ထားတဲ့ cell ရဲ့ membrane ပေါ်မှာရှိတဲ့ receptor တွေမှာသွားပိုင်းလုပ်ပြီးတဲ့အခါမှာ signal ကို ထမ nerve cells ကနေနောက်ထပ် nerve cell ကို signal ကို transmit လုပ်ပေးတာဖြစ်တယ် receptor on the membrane of the nerve cells က signaling molecule released by the other nerve cells hormone အများစုကလည်း protein တွေဖြစ်တယ် hormone တွေက body ရဲ့မှာ organ စရဲ့ activity ကိုတစုတစည်းတဲ့လုပ်ဖို့အတွက်ထမ်းဆောင်ပေးတာဖြစ်တယ်။ example အနေနဲ့ insulin ရဲ့ stretcher ကိုပြထားဖြစ်တယ်။အစားစားပြီးတဲ့အချိန်မှာသူ့ရဲ့မှာ blood glucose တွေအများကြီးထွက်လာတဲ့အချိန်မှာ pancreas ကနေပြောမှ insulin ဆိုတဲ့ hormones ကိုထုတ်တယ်။ insulin ကသွေးထဲကနေတဆင့် liver skeletal muscle adipose tissue တွေမှာ blood glucose ကိုကြားဖို့အတွက် action တွေလုပ်ပေးတာဖြစ်တယ် insulin conscious other tissues to take up glucose glucose တွေကိုဒီ tissue တွေကနေ uptake လုပ်မယ်အသုံးပြုပြီးတော့မှပိုရင် store လုပ်ထားရင် for the regulation of blood sugar concentration ညာနေတဲ့ blood glucose တွေကို normal ဖြစ်သွားအောင် regulate လုပ်ပေးပါတယ် contractile and motor proteins skeletal muscle တွေမှာ ဒီမဆယ်တွေကို contraction လုပ်ဖို့အတွက် actin myosin ဆိုတဲ့ protein စီပါဝင်နေတာဖြစ်ဒီ actin myosin protein တွေကမဆယ်တွေကို contraction ဖြစ်ဖို့အတွက် responsible ဖြစ်တယ်မဆယ် contraction လုပ်ခြင်းအပြင်လှုပ်ရှားမှုတွေရွေ့ရှားမှုတွေကိုဖြစ်နိုင်တာဖြစ်တယ် juglina မှာရှိတဲ့ flagella က juglina ကို movement လုပ်ဖို့အတွက်ဆောင်ရွက်ပေးတာဖြစ်တယ် paramecium ရဲ့ surface ပေါ်မှာရှိတဲ့ cilia လေးတွေက forward and backward movement ကိုလုပ်ပြရဖြစ်တယ်။ cilia and flagella serve as motor protein စီအနေနဲ့ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ structural protein စီက provide support and protection body ကို support ပေးတယ်ကာကွယ်ပေးတဲ့အလုပ်ကိုလည်းလုပ် hands မှာရှိတဲ့ keratin ကို ပြထားဖြစ်တယ်ဒီသပင်တစ်ချောင်းမှာဆိုရင်အထဲထဲမှာအဆင့်ဆင့်ကြီးလိုက်တဲ့အခါမှာ keratin chain နှစ်ခုလိမ့်နေတာကိုတွေ့ရမှာဖြစ်တယ် keratin is responsible for synthesis of hands hands မှာ keratin ရှိရင်လက်သေးခြေသေးတွေမှာလည်း keratin ရှိ လိပ်စံနေရဲ့ horn စီကလည်း keratin နဲ့လုပ်ထားတာဖြစ်တယ် feathers and other skin appendages တွေမှာလည်း keratin ရှိတာဖြစ်တယ် spider ရဲ့ web အင်းဆောက်တဲ့အခါမှာ falcon စီလုပ်တာမှာသုံးနဲ့ fiber စီကလည်း protein နဲ့လုပ်ထားတာဖြစ်တယ် some insects and spider use protein thick fibers to make their cocoons and webs respectively. Collagens and elastin proteins provide a fibrous framework in animals connective tissues. အဒီပုံမှာဆိုလို့ရှိရင်ဆဲတွေချင်းချင်းကြားမှာဆဲတွေကိုကပ်နေဖို့ရယ် structure ကြီးကို maintain လုပ်ဖို့ရယ်ဆဲရဲ့အပြင်ဘက်မှာရှိရယ် matrix ကို extracellular matrix လို့ခေါ်တာဖြစ်တယ်။ဆဲရဲ့အပြင်ဘက်မှာရှိရယ် collagen စေ elastin fiber စေရလေ protein စေဖြစ်တယ်ဒီနေ့ဒီချင်နဲ့အတူ grade 11 biology chapter 2.1.4 proteins counting အောင်မှာ protein စေအကြောင်း structure of the proteins မှာ primary secondary tertiary quaternary structure ရှိရဲ့အကြောင်းရင် protein denaturations နဲ့ functions of protein စေကို လေ့လာခဲ့ကြတယ်ကျေရုံးနဲ့အတူ grade 11 biology ကို လေ့လာနေတဲ့မြန်မာပြည်မှာရှိတဲ့တခြားကျောင်းသားကျောင်းသူတွေအတွက် ဇီဝကဟန် knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတခြားနဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့